အပိုင်း၁၀ဆမှာတော့ရှင်းကသူတေသနာအခန်းကဖြစ်ပျက်ကြောင်းခန္ဓာကိုယ်ရဲ့အရန်ကိုနာနေကြောင်းပြောနေခဲ့ပါတယ်။ဒါအပြင်လူကလည်းအသားပေါက်စီကတော်တော်လေးလေးနေရလို့ခံစားနေရကြောင်းပြောပါတယ်။ဒါကိုကျော်ရော့ဆာကာမူတို့ကအားလုံးရဲ့ခြေနေကိုကြည့်လိုက်ပြီးအများသုံးရေချိုးကန်ကိုခေါ်တော်ခဲ့လိုက်ပါတယ်။ဒါပေမဲ့ရှင်းကတော့သူ့ရဲ့စိတ်ဆွမ်းအားကတိတ်လုံးမလုံးသေးတာကြောင့်အရန်အန္တရာယ်များတယ်လို့ပြောလိုက်ပါတယ်။ဟာနာကတော့ရေချိုးကန်ကိုလာလို့ပြောနေခဲ့တာပါ။ဒါပေမဲ့စကမ်တူကတော့သူတို့လူတွေအတွက်အရာရာမှဖြစ်လက်နေသေးဖို့နိုင်ဦးတာကလည်းရေးကြည့်ရလို့ပဲလို့ပြောလိုက်ပါတယ် ါကိုကြောတော့ရှင်းအောင်လည်းဘောပေါက်တော့ခဲ့ပါတယ်။အဲ့ဒီချိန်ယူတာရောကတော့အားရရတီဖြစ်တာမလို့ပြင်းနေခဲ့ပါတယ်။အဲ့ဒီချိန်ရှင်းတို့ကသူတို့ရဲ့ပစ္စည်းတွေကိုထည့်ပြီးလိုအပ်တာတွေကိုယူဖို့လုပ်ပါတယ်။ရှင်းကတော့ရေချိုးကန်းကြီးကိုပထမဆုံးရောက်ဖူးတာဖြစ်လို့စိတ်လုံရှားနေခဲ့ပါတယ်။အဲ့ဒီနောက်သူတို့ကကောင်တာကိုသွားပြီးလိုတဲ့ပစ္စည်းတွေကိုတွားဥပါတယ်။အဲ့ဒီချိန်ယူတာရောကဆာကာမိုတိုကိုမြင်ပြီးမြင်မှုသလိုပဲလို့တွေးနေခဲ့ပါတယ်။တပတ်မှလည်းဟာနာကသူမရဲ့ဖေကိုတပတ်ယူပေးဖို့ပြောလိုက်တာကြောင့်ဆာကာမူတိုကတပတ်ကိုပါပေးဖို့ပြောလိုက်ပါတယ် ယူတာရောကတော့သူ့လိုကြေးစားငယ်လေးတယောက်ကဆာကာမိုတိုကိုမတွေးနိုင်မှုထင်နေခဲ့ပေမဲ့အခုလိုတိုက်ဆန်ဆိုင်တွေ့တော့ပျော်နေခဲ့ပါတယ်။အဲဒီချိန်ဆာကာမိုတိုကတပတ်ကိုထပ်ပြီးတောင်းလိုက်တာကြောင့်ယူတာရောကတပတ်ကိုပေးလိုက်ပြီးကောင်းကောင်းအနားယူဖို့ပြောလိုက်ပါတယ်။ဒါကြောင့်ရှင်းတို့ကရေချိုးဖို့ထွက်လာခဲ့ပါတယ်။ဒါကိုယူတာရောကလည်းအနောက်ကလိုက်ချောင်းနေခဲ့ပြီးဆာကာမိုတိုကတော့ဆက်ပြကိုအားရပါးရတိုက်နေခဲ့တာပါ။ဒါအောင်မြင်တော့ယူတာရောကအတော်လေးကြင်နေနေခဲ့ပါတယ်။ အရင်ကသူ့ရဲ့ဖေကသူ့ကိုရေချိုးကန်းအလုပ်ကိုလွှဲယူစေခြင်းခဲ့ပေမဲ့သူကတော့ကြေးစားလုပ်ဖို့ကိုပဲစိတ်အားထက်သန်နေခဲ့တာပါအဲဒီနောက်ယူတာရိုကရေစင်နေကြတဲ့ရှင်းတို့ရဲ့အနားကိုကတ်သွားလိုက်ပြီးသူကရှင်းတို့ကိုတိုက်ခိုက်ဖို့လုပ်နေခဲ့ပါတယ်တစ်ဖက်မှာလည်းရှင်းကခလော့တစ်ခုကိုမြင်လိုက်လို့နှိပ်ကြည့်ဖို့လုပ်ခဲ့ခြင်းယူတာရိုကလည်းခလော့ကိုနှိပ်လိုက်ပါတယ်အရင်ထဲကပဲသူ့ရဲ့အလုပ်မှာအတုံးချဖို့ရေချိုးကန်းတိုင်းမှာလှဲကွက်တွေလုပ်ထားခဲ့တာပါအခုလဲသူက remote ခုယူလာခဲ့ပြီးရုတ်တရက်ဝုံးဆိုတဲ့အတိုင်းတူရှင်းကလွန့်ထွက်သွားခဲ့ပြီးမယုံနိုင်ဖြစ်သွားခဲ့ပါတယ် ဒါအောင်မြင်တော့ယူတာရူကသဘောကျနေခဲ့ပြီးဆာကာမူတိုကရောဘယ်အထိလွင်သွားပြီလဲဆိုပြီးလိုက်ရှာနေခဲ့ပါတယ်။ဒါပေမဲ့ဆာကာမူတိုကရေချိုးကနေမှပဲရှိနေပြီးသူကရေရဲ့တွန်းကန်အားကိုတောင့်ခံနေခဲ့ပါတယ်။ဒါအောင်ရှင်းကအော်ဟစ်အားပေးနေပြီးယူတာရူကတော့ဒေါသထွက်နေခဲ့ပါပြီ။ဘေးဘက်မှာတော့ကလီရီကလည်းဆာကာမူတိုစီကနေပြန်ကန်ထွက်လာတဲ့ရေရီကိုခံယူနေပြီးအရန်မှတ်ကြလို့ဆိုကသူတို့ကလည်းလိုက်လုချင်နေခဲ့ပါတယ်။အရင်နောက်မှာတော့ဆာကာမူတိုကရှင်းကိုချွေးထုတ်ခံအောင်ခေါ်သွားခဲ့ပါတယ်။ ဒါပေမဲ့ဆာကာမူရိုကအပူချိန်ကလိုသေးတယ်လို့ပြောတော့ရှင်းကမိဖို့တဲကိုစီလောင်းထဲဖို့လုပ်နေခဲ့ပါတယ်။အဲဒီချိန်ယူတာရိုကရောက်လာပြီးကလော့တစ်ခုကိုထပ်နှိမ့်လိုက်တာကြောင့်ချွေးထုတ်ခန်းတစ်ခုလုံးကမီးရိဖြစ်နေခဲ့ပါတယ်။ရှင်းကလန်သွားပေမဲ့ဆာကာမူရိုကအခုမှအတော်ပဲလို့ပြောလိုက်လို့ယူတာရိုတယောက်စိတ်တူနေခဲ့ပါပြီ။အထဲမှာတော့ရှင်းကအတော်လေးပူနေခဲ့ပေမဲ့ဆာကာမူတိုလိုလိုက်လောက်ချင်နေခဲ့တာကြောင့်သူကအပူရန်ကိုတောင်းခံနေခဲ့ပြီးလေ့ကျင့်ရင်းလောက်တောင်ရှိဦးမလားလို့ပြောနေခဲ့ပါတယ်။ဒါပေမဲ့ခဏကြာတော့ရှင်းကမေ့သွားပြီးဆာကာမူရိုကသူ့ကိုထမ်းခေါ်လာခဲ့ပါတယ်။ ဒေါအောင်မြင့်တို့အဖိုးကြီးတယောက်ကရှင်းကိုအတော်လေးပြောတာပဲလို့ပြောလိုက်ပါတယ်။အရင်နောက်ဆာကာမူတို့ကရှင်းနဲ့တူရေထက်စိန်မှုလုပ်ပါတယ်။ဒီခါမှလည်းယူတာတို့ကရေရီယိုခဲအောင်လုပ်လိုက်တာကြောင့်ရှင်းတယောက်အတော်လေးခံစားနေရပါတယ်။ဒါပေမဲ့ဆာကာမူတို့ကတော့ယူတာတို့လုံးသမျှကိုအနေတော်ပဲလို့ပြောနေခဲ့တာကြောင့်ယူတာတို့တယောက်စိတ်ပြတ်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဆာကာမူတို့ကရှင်းကိုထမ်းခေါ်လာပြီးခြားထားလိုက်ကရေခဲမုံတွားယူစားနေခဲ့ပါတယ်။ ပြီးတော့သူကလူနဲ့အတူပင်ပောင်ရိုက်နေပြီးယူတာရိုကဒါအိုကြီးကသူ့အနေနဲ့စာကာမိုတိုကိုတတ်ဖို့ဆိုတော့ကဖြစ်နိုင်မှုလို့တွေးနေခဲ့ပါပြီ။အဲဒီချိန်ယိုကွန်းတို့ကရောက်လာပြီးသူကယူတာရိုကိုလှမ်းခေါ်ပြီးကြေးစားလုံးမဲ့သူကနောက်ဆုံးတော့လေအိမ်ကိုပြန်လာနေခဲ့ပါလားလို့ခန့်နေခဲ့ပါတယ်။ဒါအိုကြားတော့ယူတာရိုကဒါကမင်းနဲ့ဆိုင်ဦးလို့ပြောလိုက်ပါတယ်။အဲဒီချိန်ယိုကွန်းကယူတာရိုကိုရိုက်ပစ်လိုက်ပြီးအဲဒီကိုဘလို့ဆက်ဆံနေရလဲလို့ပြောလိုက်ပါတယ်။ပြီးတော့သူကယူတာရိုကိုဖိနှိမ်လိုက်ပြီးမင်းဖေရဲ့ရေချိုးခန်းအဆက်ကိုပဲအေးစစ်စစ်ဆက်ခံလိုက်လို့ပြောကအနိုင်ကျင့်နေခဲ့ပါတယ် ဒါအောင်မြင်သောဆာကာမူရိုကယော့ကွန်းကိုပင်ပောင်းဘောလုံးနဲ့ပြစ်ခါတိုက်ခိုက်လိုက်ပြီးသူ့ရဲ့အပေါ်ကိုတော့ရေခဲချောင်းကတသားများကိုတုံးကရေခဲတတာမှစိုက်ထားလိုက်ပါတယ်။ဒါအောင်မြင်သောယူတာရိုကအံ့ဩနေပြီးသူကဆာကာမူရိုကိုတီးနေကြရမလားလို့မေးလိုက်ပင်မဲ့ဆာကာမူရိုကတော့ရေချိုးကန်းကရမ်းကိုကောင်းပါလေလို့ပြောကထွက်သွားပါတယ်။လူကမေလဲနေတဲ့ရှင်းကိုနားမလည်နိုင်ဖြစ်နေပြီးဟန်နာကတော့နောက်တစ်ခေါက်ထွက်လာဖို့ပြောနေကြတာပါ။ဒါကိုကြည့်ကယူတာရိုကပြောလိုက်ပြီးသူ့ရဲ့ဖေကိုဖုံးဆက်လိုက်ပါတယ်။ ်ပြီးတော့သူကရေချိုးကွမ်းကိုဆက်ခံတော့မယ်လို့ပြောလိုက်ပြီးရေစားလက်ကိုလည်းမလုပ်တော့ဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီချင်းဝူတန်းကောင်းဆောင်တဲ့အဖွဲ့ကဂျပန်ကိုရောက်ရှိလာခဲ့ပါတယ်အဲ့ဒီချင်းဖတ်မှာတော့ရှင်းတို့ကဆိုင်ဆိုင်မှာထိုင်နေခဲ့ပါတယ်ရှင်းကတော့အများသောရေချိုးကွမ်းကိုတွားပြီးမှကိုခန္ဓာရီပိုမိုနာကျင်ရတာကြောင့်စိတ်ပြတ်နေခဲ့ပါတယ်ခဏကြာမှတော့လူကကိုလာနှစ်ခွနဲ့တူပြန်လာပြီးတစ်ခုက ကိုလာစိတ်ဖြစ်ပြီးနောက်တစ်ခုကသူမရဲ့ special ကိုလာအရောလို့ဆိုကရှင်းကိုစိတ်ဆွမ်းအားကိုမတုံးမဲရွေးကန်းခဲ့ပါတယ် ဒါကြောင့်သူကရွေးကတောက်လိုက်ပင်မဲ့လူရောသားတွေခွန်းနဲ့သွားကြပြီးရှုံးမဲ့သွားခဲ့ပါတယ်။ရှင်းကတော့စိတ်ပြက်နေခဲ့ပြီးလူကတော့အတော်လေးပျော်နေခဲ့တာပါ။လူကမိသားစုစားတော့ဆန်တွေကအရန်ကိုမိုက်တယ်လို့ပြောတော့ရှင်းကမသွားဘူးလားလို့မေးလိုက်ပါတယ်။ဒါကိုကြောတော့လူကသူ့ကိုအိမ်မှာပဲစားစရာတွေကိုချက်ကျွေးရလို့ပြန်ပြောတော့ရှင်းကလည်းလူကမာဖီးယားခေါင်းဆောင်ရဲ့သမီးဆိုတာသတိရသွားခဲ့ပါတယ်။အရင်တော့ရှင်းကားလူကိုအဲဘွားကိုပြန်မသွားတော့ဘူးလားလို့မေးတော့လူကသူမနေနဲ့အခုလိုအနေထားကိုပြောနေပြီလို့ပြောလိုက်ပါတယ် ဒါအောကျတော့ရှင်ရောစာကာမူတို့ယောဂပါနားလဲပါလို့ပြောလိုက်ချင်းအနောက်မှာရောက်ရှိနေတဲ့ဝူတန်းကစာကာမူတို့ကိုတနက်နဲ့ချိန်လိုက်ပြီးတစ်ဖက်မှာလည်းရှင်ကတနက်နဲ့ချိန်ခံလိုက်ရပါတယ်။အရင်နောက်ဝူတန်းကစာကာမူတို့ကိုငရဲကိုတွားလိုက်တော့လို့ဆိုကတနက်နဲ့ပြစ်လိုက်ပေမဲ့စာကာမူတို့ကခရင်နဲ့ကာလာလိုက်ပါတယ်။အဲဒီချိန်ရှင်ကလည်းသူ့ကိုတနက်နဲ့ချိန်တဲ့သူကိုတိုက်ခိုက်ပလိုက်ပါတယ်။တစ်ဖက်မှာတော့ဝူတန်းကစာကာမူတို့ရဲ့လက်ချက်ကြောင့်ဇပွဲပေါ်မှာမှောက်နေခဲ့ပါပြီ။အဲဒီချိန်သူကဇပွဲပေါ်ကခလုတ်ကိုဖိမိတာကြောင့်ဝန်ထမ်းကောင်မလေးကဘာလို့ရှင်နဲ့လို့လာမေးလိုက်ပါတယ်။ ဒါကြောင့်ဆာကာမူရိုက မုန်းထပ်မှာလိုက်ပါတယ်။လူကဝူတန်းကိုမြင်တော့အံ့ဩသွားခဲ့ခြင်းဝူတန်းကထလာပြီးရှင်းရဲ့ဘေးမှာဝန်ထိုင်ကလူကိုမမလီလို့ခေါ်လိုက်ပါတယ်။ဒါကိုကြောတော့ရှင်းကမောင်နှမရလာလို့မေးတော့လူကညင်လိုက်ပြီးဖြစ်စရာလားလို့ပြောလိုက်ပါတယ်။အဲဒီချိန်ဝူတန်းကလူကိုမိသားစုကိုခေါင်းဆောင်မှုပြန်လာလိုက်ခဲ့ဖို့ပြောပေမဲ့လူကညင်လိုက်ပြီးအစဉ်ပြေတဲ့သူကခေါင်းဆောင်လုပ်လိုက်လို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်လူနဲ့အနီးကပ်ရှိနေရတာကြောင့်ဆက်လို့ရှားနေတဲ့ဝူတန်းကနှခေါင်းသွေးတွေထွက်လာပြီးလူကိုပြေးသွားခဲ့ပါတယ်။ဒါကြောင့်ရှင်ကလူရဲ့မျက်နှာကသွေးတွေကိုတုပ်ပေးလိုက်ပါတယ်။ ။အဲဒီနောက်လူကဝူတန်းကဘာကြောင့်မှမသိပေမဲ့သူမကိုငငယ်တဲ့ကလိုက်ကတ်နေခဲ့တာလို့ပြောလိုက်ပြီးနှာဦးဆန်နဲ့ခတ်ကြောင်ကြောင်အကြံပေးလို့ပြောပြခဲ့ပါရတယ်။တစ်ဖက်မှာတော့ဝူတန်းကသူ့ရဲ့ကူးဆိုင်မှုတွေကိုလူကသတိထားမိလို့ထင်တာကြေနပ်နေခဲ့တာပါ။ဒါကိုကြားနေရတဲ့ရှင်းကဝူတန်းကိုတကယ်ငကြောင်မဲလို့တွေးနေခဲ့ပါရ။တကယ်တော့ဝူတန်းကလူလိုမိသားစုရဲ့အကြံပေးတစ်ယောက်ဖြစ်ပါရ။သူကလူကိုပြန်လာခေါ်တာဖြစ်ပြီးလူကတော့သူမအနေနဲ့ပြန်မလိုက်နိုင်ဘူးလို့ပြောလိုက်ပါရ။ဒါ ਉਹ ကြောတော့ဝူတန်းကလူကိုပြန်ခေါ်ဖို့အတွက်ဆာကာမိုတိုရိုကအဟန်တားဖြစ်နေရဆိုတာသဘောပေါက်သွားခဲ့ပါတယ် ဒါကိုကြောတော့ရှင်ကတိုက်ခတ်ချင်လာလို့မြည်တော့ဝူတန်းကသူ့အနေနဲ့လူသမားတွေနဲ့တိုက်ခတ်ရင်လွယ်လေးရှုံးသွားမှာပေါ့လို့ဆိုကနောက်ဆုတ်သွားလိုက်ပြီးပြိုင်ပွဲတစ်ခုကိုလုပ်ဖို့ပြောပါတယ်။နောက်ပြီးဒီပြိုင်ပွဲမှာသာနိုင်ရင်ဆာကာမူတို့ကိုစူကြီးထုတ်တဲ့သူနဲ့ပတ်သက်ပြီးပြောပြမယ်လို့ပြောလိုက်ကတကယ်လို့ရှုံးရင်လူကိုပြန်ခေါ်သွားမယ်လို့ဆိုပါတယ်။ရှင်ကဝူတန်းကိုစူကြီးကိစ္စကိုဘလို့သိရလဲလို့မြည်တော့ဝူတန်းကသူတို့မာဖီးယားသတင်းကွန်ရက်ကိုအထင်မသေးဘူးပြောပါတယ်။ဒါပေမဲ့ရှင်တို့ကဒါကိုသဘောမတူခဲ့ပါဘူး။ တို့ကသတင်းချက်လက်ကိုကိုရန်ရှာဘူးပဲပြောလိုက်ပေမဲ့လူကတော့ဒီကိစ္စကိုသဘောတူလိုက်ပါတယ်ဒါကိုကျတော့ရှင်ကလူကိုယူနေရလားလို့ပြောလိုက်တော့လူကသူကလည်းဆာကာမိုတိုအတွက်သူမရဲ့အရေးကုန်ကိုချွတ်ရမှာပဲလို့ပြောလိုက်ပါတယ်အဲဒီနောက်မှာတော့ဝူတန်းကသူတို့ကိုတနေရာကိုခေါ်သွားဖို့လုပ်ပါတယ်ပြီးတော့အရင်ဆုံးမသွားခင်ဝက်စားလဲခိုင်းပါတယ်ဒါကြောင့်ရှင်တို့ကဝက်စားလဲပြီးဝူတန်းရဲ့နောက်ကိုလိုက်သွားခဲ့ပါတယ်ဝူတန်းခေါ်သွားခဲ့တာကတော့လောင်စာယုံတစ်ခုဖြစ်နေတာကြောင့်ရှင်တို့ကအံ့ဩသွားခဲ့ပါတယ် အရိနာဟူတန်းကပြိုင်ပွဲကိုဒီနီယာမှာလုပ်မယ်လို့ပြောလိုက်ပြီးရှင်းတို့အတွက်ပတ်စံတွေကိုထုတ်ပေးလိုက်ပါတယ်။အများဆုံးဆုံးနိုင်တဲ့လူကအနိုင်မဲလို့ပြောပြီးနောက်နှစ်နာရီနေရင်ပြန်တွေ့မယ်လို့ပြောလိုက်ကထွက်သွားပါတယ်။လူကတော့ဒါကခွန်အားနဲ့ဆိုင်တော်ဦးလို့ပြောကစိတ်ပူနေခဲ့တာပါ။အဲဒီချိန်ဆာကာမူတိုကတော့သူတို့မှစိတ်ကိုဖတ်တတ်တဲ့ရှင်းရှင်းရပဲလို့ပြောကမစိုးရိမ်မှုပြောလိုက်ပေမဲ့ဆာကာမူတိုရောရှင်းကပါကာစီနိုနဲ့ပတ်သက်တဲ့စီးမင်းတွေကိုတိမနေခဲ့ပါဘူး။အဲဒီချိန်ဟူတန်းကငွေတွေကိုပွားနေပြီးအားလုံးကလည်းသူ့ကိုအားပေးနေခဲ့ပါတယ်။ လူကဝူတန်းကတိုက်ခိုက်ရေးညံ့ပေမဲ့ညံကောင်းတဲ့လူတယောက်လို့ပြောပြလိုက်ပါတယ်အဲ့ဒီချိန်ဝူတန်းကတော့ဘာပဲဖြစ်ဖြစ်လူကိုပြန်ခေါ်သွားမယ်လို့တွေးနေပြီးဇလန်းလေးကတခမ်းရက်တော့ခဲ့ပါတယ်